၎င်းရဲ့နျူကလ িয়ার ဆက်ရုံများတက်ခတ်မှုအပေါ်အီရန်ကဘယ်လိုတုံ့ပြန်မလဲအနောက်အာရှရဲ့အနာဂတ်ကဒိုမီကွင်းအဖြစ်ပေါ်မူတည်နေပါတယ်တီဟန်ကစစ်စစ်လင်းတည်ပြီးထားပါတယ်၎င်းရဲ့ရွေးချယ်မှုရဲ့အချိန်နဲ့နေရာတစ်ခုမှာတုံ့ပြန်ပိုင်ခွင့်ကိုလက်ဝဲရှိကြောင်းသူတို့ကဆိုထားပါတယ်ကိုကိုကိုကုကန်ကကွယ်မှုမှာတရားဝင်တုံ့ပြန်မှုကိုခွင့်ပြုတဲ့ကုလသမဂ္ဂဗရင်ဂျင်စာချုပ်နဲ့ကိုက်ညီတယ်လို့အီရန်ကပြောပါတယ် အီရန်က၎င်းရဲ့လုံခြုံရေးအကျိုးစီးပွားနဲ့ပြည်သူများကိုခုခံကာကွယ်ရန်ရွေးချယ်စရာအားလုံးကိုလက်ဝဲထားရှိဆက်ထားကြောင်းအီရန်ကပြောကြားခဲ့ပါတယ်။ဒိုတုပြမှုဟာဘယ်လိုပုံစံဖြစ်နိုင်မလဲ။အီရန်ကမင်းနဇာ၃မြို့မှာရွေးချယ်ခွင့်၃ခုရှိပါတယ်။စီရေနျူကလ িয়ার နဲ့တန်တမာရည်ရဖြစ်ပါတယ်။စစ်မြေစစာမှာအီရန်ရဲ့တုပ်ပြမှုကတော့စတင်နေပြီဖြစ်တယ်။အမေရိကန်ကတိုက်ခတ်ပြီးနိုင်ငံပိုင်းကြမှာပဲအီရန်ကအစ္စရေးကိုဒုံးကျည်နဲ့ပြစ်လုခဲ့ပါတယ်။ တချိန်တည်းမှာပဲအီရန်နိုင်ငံပိုင်ရုပ်မြင့်တဲ့ဈာတွေလည်းချင်းချောက်မှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်ကမြင်းတစ်ချောင်းကိုဖျက်ချော်သွားပြီးဟုအီရန်ဝေဖန်သူတွေကပြောတယ်။အမေရိကန်အခြေစိုက်စခန်းတွေကိုပြင်မထားခြင်းကလည်းယခုအခါတရားမျှတတယ်လို့လည်းပြောတယ်။ဒီကနေ့ကစပြီးအီရန်ကအနီရောင်လိုင်းတွေကိုအသေးမှမပြုတ်ပါဘူး။အီရန်အစ္စလာမစ်တပ်ရနိုင်ငံကယခုအခါမှာဒေသတွင်းမှာရှိတဲ့အမေရိကန်စစ်စခန်းအလုံးကိုထက်သွင်းစစ်ဆေးနေပြီဖြစ်တယ်။အမေရိကန်စစ်တပ်၄000ကနေ5000တို့ကထိုနေရာမှာတပ်ဆွဲထားပါတယ်။စစ်ရေးတိုက်ခိုက်မှုတွေအတွက်တရားဝင်ပြစ်မှတ်တွေ ဖြစ်လာမှာအမေရိကန်စစ်သားတွေတပ်ဖြတ်ခြင်းနဲ့ပေါ်ဝင်မှာဖြစ်တယ်။အမေရိကန်စစ်တပ်ကတခက်ချင်းကကြီးမားတဲ့အစိမ်းဟုန်တစ်ခုဖြစ်လာမှာဖြစ်တယ်။အီရန်က၎င်းကိုလှုပ်ဆောင်မှုအတွက်စံတရှိရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီလိုမျိုးလှုပ်ရှားမှုဟာအလွန်အန္တရာယ်များတယ်လို့ကျွမ်းကျင်သူတွေကတတိပေးထားပါတယ်။ပင်လယ်ကွေ့ဒေသရှောင်းမှာအမေရိကန်တပ်တွေရရှိနေပါတယ်။နိုင်ငံအများမှာအမေရိကန်တပ်ဖွဲ့9000ခန့်တပ်ဆွဲထားပါတယ်။ဥပမာအနေနဲ့ကူဝိတ်၊ကာတာ၊ဘာရင်း၊ UAE ၊အီရတ်၊ဆော်ဒီအာရေဗျဒီနိုင်ငံတွေမှာအမေရိကန်ရဲ့စစ်စခန်းတွေကို လက်ခံထားရှိထားပါတယ်။အီရန်ကရွေးချယ်စံတစ်ခုရှိပါတယ်။တိုက်ရတိုက်ခိုက်မှုပြုလုပ်နိုင်တယ်။ဒါမှမဟုတ်ရင်တိုက်ခိုက်ဖို့အတွက်သူတို့ရဲ့ browser တွေကိုအသုံးပြုနိုင်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ browser တစ်ခုကတော့ Yemen မှာရှိတဲ့ Houthi အုပ်စုဖြစ်တယ်။အမေရိကန်ပဲ Houthi တွေချိန်ချောက်ထားပါတယ်။အမေရိကန်ကစစ်ပွဲမှာပါဝင်ခဲ့မဲ့ဆိုရင်ပြည်နယ်ဒီမှာရှိတဲ့အမေရိကန်တင်မတွေတိုက်ခိုက်မယ်လို့ပြောပြောခဲ့ပါတယ်။သူတို့ရဲ့ထုတ်ပြန်ချက်ကအစ္စရေးရဲ့ရည်ရွယ်ချက်အတူအီရန်ကိုတိုက်ခိုက်ဖို့အမေရိကန်ကပါဝင်ပတ်သက်မှုမှာ ယမန်ဟူဒီလက်နက်ကန်တပ်ဖွဲ့တွေကပီလနီမှာရှိတဲ့အမေရိကန်တင်မောတွေနဲ့စစ်တင်မောတွေကိုပြစ်မှတ်ထားပြစ်မယ်လို့ပြောထားပါတယ်။အီရန်ကပြင်းထန်မှုနဲ့တိုက်ခိုက်မှုတွေတော့ရွေးချယ်နိုင်တယ်။အီရန်ကစစ်ပွဲကြီးတစ်ခုလုံးကိုစတင်နိုင်ချေ short chat နိုင်မယ်ဖြစ်တယ်။အီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုချေမှုပြစ်ခဲ့ကြောင်းတော်နယ်ထွန်းကပြောကြားခဲ့တယ်။ဒါပေမဲ့တီဟီရန်ကစန့်ကျင်တဲ့ဒိနေကိုတုတ်ပြန်ခဲ့ပါတယ်။ဒီနေရာတွေမှာနျူကလ িয়ার ပစ္စည်းတွေကိုမတိုက်ခိုက်ခင်ရွှေ့ပစ်ခဲ့တယ်လို့အီရန်က ပြောပါတယ်။ ယနေ့မှာအီရန်နိုင်ငံရဲ့နျူကလ်စွမ်းအင်ဖွဲ့မှကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။နျူကလ িয়ার အစီအစဉ်ကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုတယ်။ထောင်ပေါင်းများစွာတဲ့အီရန်တိပ္ပံပြဆင်တွေကစူပါအစီအစဉ်ကိုဆက်လက်ဆင်တန်းနေစေမယ်လို့သူတို့ကပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စေုပ်တွေပြစီမှုနဲ့ပတ်သက်ပြီးတော့ဆက်စလင်းတွေမတိရသေးပါဘူး။ဒါပေမဲ့အီရန်ရဲ့ရည်တိချက်ကတော့ရှင်းနေပါတယ်။သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုစော့ချရန်ဒါမှမဟုတ်နေခွေဖို့အစီအစဉ်မရှိပါဘူး။တကယ်တော့အီရန်ကအဲ့ဒါကိုချက်ထွင်နိုင်ပါတယ်။ တတိယမျက်နှာစာကတော့တန်ခင်းတမန်ခင်းအကြောင်းပါနိုင်ငံရေးနိုင်ငံရေးဩဇာလမ်းမှုရရှိဖို့အတွက်အီရန်ကရင်းနှံရင်းနှံလမ်းကြောင်းကိုအသုံးပြုနိုင်ပါတယ်အီရန်နိုင်ငံခြားရေးဝန်ကြီးကသူ့ကိုမေးမြန်းတဲ့အခါမှာဟော်မိုလက်ကြောင်းကိုတီရန်ကပိတ်ဆို့မှလာဆိုတဲ့နေရာမှာဖြစ်ပြီးအတိမပြုရသေးတော့လည်းပဲအချို့သောအရေးစုမှုတွေကပြန့်နှံ့နေပါတယ်တီရန်မှအစီအကံစာတွေအရအီရန်ပါလီမန်ကတဘောတူညီချက်ကြောင်းတည်ရပါတယ်ဟော်မိုရေလက်ကြားကို ပေးစုဖို့အတွက်နောက်ဆုံးအဆုံးဖြတ်ကတော့အမျိုးသားလုံခြုံရေးကောင်စီကနေလာမှာဖြစ်ပါတယ်။တီးရံမှာတရားဝင်ထုတ်ပြန်ချက်ကိုကျွန်တော်တို့စောက်ဆိုင်နေစေဖြစ်တယ်လို့ပြောတယ်။ရေလက်ကြောက်ကိုပေးစုခြင်းကကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေကိုဖြစ်နိုင်ဖြစ်နာလိမ့်မယ်။ရေနံတပိုးမှုကအနောက်ဆက်ဖြစ်စေပြီးကမ္ဘာတစ်ဝက်မှာရှိတဲ့ဈေးကွက်တွေကိုဖိအားပေးစေမှာဖြစ်တယ်။ကမ္ဘာရေနံထောက်ပံ့မှုရဲ့နယ်စပ်ရာကနုတ်ခန့်ကဤရေလမ်းကိုဖြတ်တန်းရတယ်။ဒီလက်ကြောက်ကိုပေးစုထားမယ်ဆိုရင်ရေနံစီစဉ်မှုရပ်တန့်သွားပြီးဈေးနှုန်းတွေတက်သွားနိုင်ပါတယ်။ အီရန်ကလည်းတပ်တမန်ရေးရရပံ့ပိုးကူညီမှုတွေတိစောက်ဖို့ကြိုးစားနေပါတယ်။တီရန်ကအစိုးရအများပြားနဲ့ဆွေးနွေးဆက်ဖြစ်တယ်လို့ဆိုရဲအီရန်နိုင်ငံခြားရေးဝန်ကြီးကရုရှားနဲ့ဆက်ဆံနေပါတယ်။မနေ့ဖန်မနေ့မှာတမန်တော်ပူတင်နဲ့တွေ့ဆုံမယ်လို့ပြောပါတယ်။သူကရုရှားဟာရန်အီရန်ရဲ့မိတ်ဆွေဖြစ်ပြီးကျွန်တော်တို့မှာမဟာပြူရာမြောက်မိတ်ဖက်ဆက်ဆံမှုရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အီရန်တမန်တော်မဆုဇစ်ကန်ကလည်း အိန္ဒိယဝန်ကြီးချုပ်ဒါရရမွန်ဒီကိုဒီနေ့ဖုန်းဆက်ခဲ့ပါတယ်အီရန်ဘက်မှဖုန်းခေါ်ဆိုမှုဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်သမ္မတဇစ်စကန်ကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်မော်ဒီကိုစနေပြောကြားခဲ့ပါတယ်ဆွေးနွေးပွဲနဲ့အစဉ်ဆော့ချရေးတို့ကိုပံ့ပိုးပေးတဲ့အိန္ဒိယကိုကျေးဇူးတင်ပါကြောင်းဒေတာတွင်တင်ပြရည်အတွက်အိန္ဒိယကိုမိတ်ဖက်နိုင်ငံဟုခေါ်ဆိုခဲ့ပါတယ်တီဟန်မှတင်းစကားတွေကရှင်းပါတယ်အီရန်ကနိုင်ငံတကာရဲ့ထောက်ပံ့မှုရရှိဖို့အတွက်စူးစမ်းနေနေပါတယ်တချိန်တည်းမှာပဲ အရှိန်မြှုပ်အတွက်ပြင်ဆင်နေပါတယ်။လာမယ့်ရက်အနည်းငယ်မှာအီရန်အတွက်ရောအနောက်အာရှရဲ့အနာဂတ်အတွက်ပါရည်ကြီးပါတယ်။